သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်း channel မှာဒီကနေ့မေလ15ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခန့်အပ်ပါတယ်ခင်ဗျာပထမအဦးဆုံးတင်ဆက်ပေးချင်တာကတော့ဗမော်စက္ကခမှုဘုံမှုချုပ်တင်မဲလက်အရန်အင်အားပို့ခံရပြီးစက္ကခမှုအစ်စ်ကိုဥဆောင်ခံစစ်စင်ခိုင်းတာကြောင့်တင်ဆက်ပေးပါမယ်ခင်ဗျာ ပြီးခဲ့တဲ့ဒီဇင်ဘာလ၄ရက်နေ့ကစတင်ခဲ့တဲ့ဗမော်မျိုးသိမ်းတိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်900ကျော်သေဆုံးပျောက်ဆုံးမှုများရှိနေပြီးခံစစ်အင်အားပျော့လာတဲ့အတွက်အမတ်27စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်စစ်စင်ရေးကုတ်ကဲရေးမှုစကခမှုဗိုလ်မှူးချုပ်တင်မင်းလက်ကိုအရန်အင်အားကိုပို့လိုက်ကြောင်းသိရှိရပါတယ်။လက်ရှိမှာဗမော်စကခမှုကောင်းဗိုလ်မှူးချုပ်တင်မင်းလက်ကိုအရန်အင်အားပို့ထားပြီးတော့ဗမော်မှာဆက်လက်ထားရှိထားကြောင်းသိရှိရပါတယ်။ဗမော်တိုက်ပွဲက85ရာခိုင်နှုန်း25ရာခိုင်နှုန်းအဲ့ဒီအနေထားအထိ KIA ကအသာစီးယူထားတယ်။စစ်တပ်ဘက်ကရဟတ်ရင်နဲ့စစ်ကူအင်အားပို့နိုင်နေတာခံစစ်အင်အားကျရှည်စေတယ်။စကခမှုကိုဖြုတ်ပြီးမှုချုပ်အစ်စ်တင်ထားတယ်။ဒူစကခမှုကခလာရ49ခန်းစစ်ကြောင်းကိုဥဆောင်နေတယ်လို့စစ်ရေးသတင်းအရင်းမြစ်ကပြောပါတယ်။စကခမှုနေရာကိုဗိုလ်မှူးချုပ်အောင်နိုင်ဦးရောက်ရှိလာပြီးဗမောခန့်စစ်ကိုအတိကဥဆောင်နေကယခုရက်ပိုင်းအတွင်းလူအင်အားကိုလေကြောင်းမှပို့နိုင်ရန်ပြုလုပ်လာကြောင်းသိရှိရပါတယ်။ဗမောတိုက်ပွဲမှာ ငါးနာကြာမြင့်လာပြီးဖြစ်ပေမဲ့လဲစစ်ကောင်စီကခန့်စစ်အင်အားကိုတိုးချဲ့ပြီးမြို့အတွင်းအထက်မြင့်တိုက်နဲ့အဆောက်အုံများမှနေရာယူတိုက်ခိုက်လာနိုင်တဲ့အတွက်မြို့သိမ်းတိုက်ပွဲကြာမြင့်နေကြောင်းသိရှိရပါတယ်။ဗမော်မြို့မှာရှိတဲ့စစ်ရေးပစ်မှတ်နေရာများနဲ့တရင်တပ်ဖွဲ့20ကျော်ကိုကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်ဖွဲ့များကပိတ်ဆို့ထားပြီးတပြိုင်နက်ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ပါတယ်။စစ်ကောင်စီဟာ၎င်းတို့အတွက်အင်အားလိုအပ်ချက်များသောကြောင့် ဗမွန်တိုက်ပွဲမှာမြစ်ကြီးနားစစ်စေးရုံကိုပို့ဆောင်ထားတဲ့ဒံယာရစစ်ကောင်စီတပ်ဖွဲ့ဝင်များကိုအနှဲငယ်တက်တာလာသည့်ဆိုပါကဗမွန်တိုက်ပွဲအတွင်းရဟတ်ရင်များနဲ့ပြန်လည်ပို့ဆောင်ရန်စီမံထားကြောင်းတက်တရင်အရင်မြစ်ထံကနေသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်တရင်ကတော့ရေကြီးမှာစစ်ကောင်စီခန့်ဝန်ကြီးချုပ်တင်မောင်ဝင်းထိတင်ခဲ့တဲ့တမိုင်းဝင်ဒီပါယုံစီဒီမိုးโจထိမှန်ပြီးစိန်ဖိုးတော်မြေခခဲ့ကြောင်းတင်ဆက်ပေးပါမယ်။အေယာဝတီတိုင်းရေကြီးမြို့မှာရေကြီးမြို့နယ်သားစစ်ကောင်စီခန့်ဝန်ကြီးချုပ် ထိတင်ခဲ့တဲ့တမိုင်းဝင်ဒီပါယုံစီဒီရပ်ပိုင်းအတွင်းမှာပဲမိုးချိုထိမှန်ခဲ့ကြောင်းဒေတာခံများထံမှနေသိရှိရပါတယ်။ရည်ကြီးမြို့မှာရှိတဲ့တမိုင်းဝင်ဒီပါယုံစီဒီတို့မြက်ကြီးကိုစစ်ကောင်စီခန့်ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းကပြီးခဲ့တဲ့မေလ6ရက်နေ့နနက်9:00မိနစ်မှာထိတော့အစ်စ်တင်ခဲ့ကြောင်းသိရှိရပါတယ်။ထိတော့အစ်စ်တင်လူခဲ့ပြီးနောက်ယမန်နေ့မေလ23ရက်နေ့နေ့လယ်ပိုင်းမှာပဲမိုးချိုထိမှန်ပြီးစိန်ဖူးတော်မြေခခဲ့ကြောင်းသိရှိရပါတယ်။ရေကြီးရဲ့တကယ်တကိုးကြီးဖျားစီဒီပါ ။ဥမာဒန်နီတည်သွားခဲ့တာနှစ်ရာနဲ့ချီနေပြီတခါမှမိုးကြိုမပြစ်ဘူးဘူး။အခုမှပဲကြားဘူးလေ။စီဒီမာအိုးအထက်တွေလဲကွာကြကုန်လဲ။တီးတော့လာတင်တုံးကလဲတိုးတိုးတိတ်တိတ်ရတရာအစီအမံတွေကြောင်းလာမသိဘူးလို့ရေကြီးမြို့ခတ်တူကပြောပါတယ်။အစိုးရဒီပါယုံစီတီတော်ဟာရှင်ဟောင်းတာတနာအမွေအနှစ်တစ်ခုဖြစ်တာကြောင့်ရေကြီးမြို့သူမြို့သားများရောင်တော်ဖွင့်ခြင်းဖြီးတော်တက်တင်လူချင်းများကို၅နှစ်တစ်ကြိမ်ပြုလုပ်လေရှိကြောင်းမြို့ခံများထံကနေသိရှိရပါတယ် ဒီဖျားစီတီတော်ကြီးကဒီလိုမျိုးဖြစ်စဉ်မရှိတော့သူတို့ထီးတင်ရမှာဘာတွေများအမောက်အမားတွေရှိကြကြလဲမသိဘူးလို့အသက်80ကျော်ဒေတာခန့်အဖိုးတူကပြောပါတယ်။ပြီးခဲ့တဲ့မက်စလာအတွင်းကရေကြီးမြို့နယ်လေးမျက်နှာမြို့နယ်တို့မှာစစ်ကောင်စီတပ်နဲ့အာရခတပ်တော်အေအေတော်လန်ရေးပူပေါင်းတပ်တို့ကြားတိုက်ပွဲများပြင်းထန်နေခဲ့ပြီးတိုက်ပွဲများရပ်တန့်စေရန်ရတရာအစီအမံပြုလုပ်တဲ့အနေနဲ့ထီးတော်တင်ရခြင်းဖြစ်ကြောင်းရေကြီးမြို့ကများကတုံ့သက်ပြောဆိုကြပါတယ်။ ရေကြီးမြို့နယ်ရဲ့မြို့ကျက်တရေဆောင်တမိုင်းဝင်တိပယုံစီတီကို9နှစ်တကြိမ်တိတော့တင်တယ်လို့ဆိုပေမဲ့2023ခုနှစ်ဒီဇင်ဘာလအတွင်းကစစ်ကောင်စီဝန်ကြီးချုပ်ဦးတည်မောင်ဝင်းကိုတိုင်ပင်တိတော့တင်ရေးဆက်ချခဲ့ပါတယ်။နောက်တစ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့တဘာဝဘေးအန်ရဲ့ဂျုံလာဘကပြည်သူများကိုအရေးပေါ်ရှာဖွေကယ်ဆယ်ရေးအတွက်နိုင်ငံတော်ရဲ့အတိုင်းအမြံပုတ်ကိုတွန်ဆန်းစုကြည်ကဝေယူခဲ့ပြီးတဲ့နိုင်ငံပိုင်ရဟတ်ရင်ကိုစစ်တပ်ကလွှဲပြောင်းရယူခဲ့ကြောင်းတင်ဆက်ပေးပါမယ်။တဘာဝဘေးအန်ရဲ့ဂျုံလာဘကပြည်သူများကိုရှာဖွေကယ်ဆယ်ရေးနဲ့ အရေးပေါ်လုပ်ငန်းများအသုံးပြုရန်အတွက်နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်တော်ဆန်းစုကြည်ကဝယ်ယူခဲ့တဲ့နိုင်ငံပိုင်ရဟတ်ယာဉ်ကိုစစ်တပ်ကလွှဲပြောင်းရယူထားပြီးလူမှုဝန်ထမ်းကေဆယ်ရေးနဲ့ပြည်လည်နေရာချတာရေးဝန်ကြီးဌာနလက်အောက်မှာရဟတ်ယာဉ်မရှိတော့ကြောင်းနေပြည်တော်တရင်ရင်းမြစ်ကပြောဆိုပါတယ်၂020ခုနှစ်အောက်တိုဘာလ30ရက်နေ့ညနေပိုင်းမှာမြန်မာနိုင်ငံကိုရောက်ရှိခဲ့တဲ့နိုင်ငံတော်ပိုင် AW139 အမျိုးအစားရဟတ်ယာဉ် SYAFT ကို2021ခုနှစ်စစ်အာဏာသိမ်းပြီးနောက်မင်းအောင်လှိုင်ကစစ်တပ်အောက်ကို ပိုင်ဆိုင်မှုများလွှဲပြောင်းရယူထားကြောင်းအဲ့ဒီရဟတ်ယဟန်လူမှုဝန်ထမ်းကဲဆယ်ရေးနဲ့ပြန်လည်နေရခြားထားရေးဝန်ကြီးဌာနပိုင်မဟုတ်တော့ဘဲစစ်ကောင်စီထိန်းချုပ်မှုအောက်မှာအပြည့်အဝရှိနေကြောင်းလက်တလော့ရန်ဖန်ရန်ခပြန်တန့်ခြင်းမှာအပါအချင်းအများစုမှာရန်နာထားကြောင်းသိရှိရပါတယ်။ပိုင်ဆိုင်မှုကတော့လူကေပြန်ဝန်ကြီးဌာနအောက်မှာမဟုတ်တော့ဘူး။ပို့ဆက်နဲ့တက်မတော်လေအောက်မှာရောက်သွားတယ်။ရဲရင်အတုံးပြမှုအတွက်အဓိကဆုံးဖြတ်မှုကတော့တက်မတော်လေနဲ့စစ်ရုံးကပဲ။ အရက်ဖတ်သုံးရဟယင်ဖြစ်တော့ဆက်ရှိနေသေးတယ်ပြုပြင်ထင်းသိမ်းရင်းနဲ့ရန်ဖန်ရန်ကပြန်တန်းနာကလွှဲရင်အချင်းအများစုကရက်နာထားတယ်လို့ပဲသိရပါတယ်လို့နေပြီးတော့သတင်းအရင်းမြစ်ကဆိုပါတယ်အဆိုပါရဟယင်အတုံးပြုခွင့်ကို26ခေါင်းဆောင်စိုးဝင်ဦးဆောင်တဲ့အမျိုးသားတဘာဝ BN ရဲ့ဆိုင်ရန်စီမံခန့်ခွဲမှုကော်မတီကစီမံခန့်ခွဲခွင့်ရရှိပေမဲ့လဲမက်စလာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့သကိုင်းငလင်အရေးပေါ်ကေဆယ်ရေးမှာရဟယင်ကိုအတုံးပြုခဲ့ခြင်းမရှိကြောင်းသိရှိရပါတယ် NLD အစိုးရလက်ထက်2019ခုနှစ်အော်တိုဘာလ18ရက်နေ့မှာအီတလီနိုင်ငံ Leonardo SPA ကုမ္ပဏီနဲ့အစိုးရရဟယင်ဝယ်ယူရေးစာချုပ်ချုပ်ဆိုဝယ်ယူခဲ့ကြောင်းအစိုးရရဟယင်မှာရဟယင်မှု2ဦးနဲ့ခီးသည်14ဦးစုစုပေါင်း16ဦးလိုက်ပါစီးနေနိုင်ပြီးကီလိုမီတာ600ကျော်ပြန်တန်းနိုင်ကမြေပြင်နဲ့ရေပြင်ကေဆယ်ရေးလုပ်ငန်းများလှုပ်ဆောင်နိုင်ပါတယ်2022ခုနှစ်ဒီဇင်ဘာလ30ရက်နေ့မှာအစိုးရရဟယင်ဝယ်ယူခဲ့မှုအတွက်သမရဥဝင်းမြင့်နဲ့နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်ကောင်စီကအာဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ထောင်တန်း9နှစ်ချမှတ်ခဲ့ပါတယ်။ပြည်သူလူထုကေဇယ်ရေးအတွက်အတုံးပြူရန်ရဟရင်ဝယ်ယူမှုအတွက်ဒေါ်ဆန်းစုကြည်ကိုစစ်ကောင်စီကအာဂတိမှုနဲ့ထောင်တန်း9နှစ်ချမှတ်ခဲ့ပေမဲ့လည်းအကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကတော့ယခုနှစ်ဖေဖော်ဝါရီလအတွင်းမှာ၎င်းနဲ့မိသားစုဝင်များပြည်ပခီးစဉ်များမှာစီးနင်းနိုင်ရန် MAI အမိခံပေးထားတဲ့ Airbus A319 XY ALK လေယာဉ်ကို American နိုင်ငံ Aviation Capital Group ထံမှငှားယန်ထားရကနေအပြီးအပြည့်ဝယ်ယူခဲ့ပါတယ်။မင်းအောင်လှိုင်က၎င်းနဲ့မိသားစုဝင်များပြပခီးစဉ်အတွက်စီးနင်းရန်ဝယ်ယူထားတဲ့ AMA အမိခံပေးထားသော Airbus A319XY-ALD လေးယာဉ်နဲ့ရုရှားနိုင်ငံတရုတ်နိုင်ငံတို့ကိုမကြခဏတွားရောက်လျက်ရှိပါတယ်။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့လေးမျက်နှာမျိုးနဲ့အတွက်တိုက်ပွဲပြင်းထန်တဲ့ရေကြီးအမြောက်တက်3လေးရဲ့ကာကင်စကန်တချို့မှာစစ်သားများစုခွာခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ ဟင်္ဒရာခရိုင်လေးမျက်နှာမြို့နယ်အတွင်းတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီကလေကြောင်းမှဘုံကျဲနေကြောင်းနဲ့တိုက်ပွဲဖြစ်နေတဲ့နေရာများအနီးမှာဒေသခံများစစ်ပေးရှောင်ကြရန်ဒေသခံများအချင်းချင်းတရိပ်ပေးနေပါတယ်။ရေကြီးမြို့နယ်နဲ့အဆက်ကျေးရွာတချို့မှာမေလ၁၄ရက်နေ့နနက်အစောပိုင်းမှာတိုက်ပွဲဖြစ်ပွားနေပြီးညနေအထိတနက်တန်များကြားနေရကြောင်းလေးမျက်နှာမြို့ခံတအုပ်ကပြောပါတယ်။ဒေသခံတွေရှောင်ကြပါတယ်။ဒါပေမဲ့အချင်းနေရမထွက်နိုင်သေးသူတွေလည်းရှိတယ်။ရှောင်မကိုရမယ်အချင်းနေဖြစ်ပါတဲ့တိုက်ပွဲကတော်တော်ပြင်းထန်ပါတယ်လို့အဆိုပါဒေသခံကပြောပါတယ်။ ရေကြီးနဲ့လေးမျက်နှာမြုပ်ခန့်များရဲ့ပြော့ဆိုချက်အရရေကြီးမြို့အမြောက်တပ်344ရဲ့ကာကင်စကန်တချို့မှာစစ်ကောင်စီတပ်ဖွဲ့ဝင်များဆုတ်ခွာသွားကြောင်းသိရှိရပါတယ်။လေးမျက်နှာဘက်ကကာကင်စကန်တွေဆုတ်ခွာသွားတာပါစစ်တပ်ကတော့ရွာတွေထဲမှာအေးအေးရှိတယ်ဆိုပြီးလက်နက်ကြီးရောလေကြောင်းရောပစ်နေတာဗျလို့ရေကြီးမြို့ခန့်တဦးကပြောပါတယ်။အပြစ်ရဲ့ချိန်ညာထားတဲ့အေးအေးကထိုးစစ်ရက်တန့်ထားပေမဲ့လည်းစစ်ကောင်စီကလေးမျက်နှာမြုပ်နေမှာလေကြောင်းမှာပုံကျဲနေပါတယ်။လေးမျက်နှာမြုပ်နေမကြီးပင်ကွင်းကြီးရွာကိုမေလ၄ရက်ညကကြက်ဖိုက်တာနဲ့ပုံကျဲရမှာ အယက်သားတူဒံရရပြီးအိမ်ခုနှလုံးပြစ်စီးသွားခဲ့တယ်လို့မြို့ခံတူကပြောပါတယ်ပြီးခဲ့တဲ့ဇန်နဝါရီလကအေယာဝတီတိုင်းရွှေတောင်ရံမြို့တာပေါင်းမြို့နယ်တို့မှစတင်ခဲ့တဲ့တိုက်ပွဲများဟာမတ်လမှာစတင်ကရည်ကြီးလေးမျက်နှာနဲ့အင်ကပူမြို့နယ်အခြားပသိမ်မုံရွာလမ်းကြောကိုရောက်ရှိလာခဲ့ပါတယ်ဟင်္ဒရာကရင်လေးမျက်နှာမြို့နယ်ပန်းတော်ကြီးရွာကိုအာရခတ်တပ်တော် AA နဲ့ပူးပေါင်းတပ်များကဧပြီလ18ရက်နေ့မှာတင်းယူလိုက်ရမှာစစ်ကောင်စီကလေကြောင်းမှနေ့စဉ်ပုံကျဲတိုက်ခိုက်နေပါတယ် AA TNL နဲ့ MND အပါအဝင်မြောက်ပိုင်းမဟာမိတ်၃ဘွဲ့ကမတ်လ28ရက်နေ့ကငလင်နောက်ဆက်တွဲလုပ်ငန်းများနဲ့ဆက်ဆက်၍တိုက်တာအဆောက်အအုံများရှင်းလင်းရင်းနဲ့လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရေးတို့အတွက်တပတ်သက်အပြည့်ရက်ကာလအားမေလကုန်အထိတက်တန်းတိုးထားကြောင်းမေလ၁ရက်နေ့မှာကြေညာထားပါတယ်။နောက်ထပ်တင်ဆက်ပေးခြင်းနဲ့ဆရာလာစိုးဝေရဲ့သတင်းဆောင်ပါလီကတော့ငလင်ကြောက်မရေရာတော့တော့နေပြီးတော့ဤအနာကအဆိုပါခေါင်းစဉ်နဲ့နီကီအေရှားမှာ ဒိုမနစ်ဖော်ဒါကအခုလိုရေးသားလာခဲ့ပါတယ်။မန္တလေးကိုဖျက်ပြီးမြောက်ဘက်ကိုဥတီနေတဲ့စကိုင်းငလင်ပြည့်၍ဂျော်ဂျီပေါ်မှာနေပြည်တော်ဟာခွာပြီးတည်ရှိနေတဲ့အတွက်စစ်အာဏာရှင်တိုက်ဦးစီးဆောက်လုပ်ခဲ့တဲ့နေပြည်တော်ဟာငလင်တန်ခံရပြီးနောက်ပြန်ဆောက်တင့်ပါရဲ့လားလို့မေးခွန်းထွက်ပေါ်လာခဲ့ပါတယ်။လက်ရှိမှာဝန်ကြီးဌာနတချို့ရန်ကုန်ကိုပြောင်းရွှေ့သွားခဲ့ရပြီးကြန့်ရှိနေတဲ့ဌာနများမှာလည်းတရုတ်တို့ပေးပို့ထားတဲ့အသင့်နေထိုင်ရရတဲ့ ကွန်တိန်နာပုံစံကေဘင်များဖြန့်ထားပြီးဝန်ထမ်းများကတော့အနီးတဝက်ရွက်ဖြင့်တဲများထိုးပြီးဇပွဲကလထိုင်းပန်ကာမိစက်များချ၍လုတ်ကန်နေကြရပါတယ်။ယင်းဟာမိုးတန်လေတန်ခန္ဓာယုံမျှသာရှိပြီးတစ်နှစ်လောက်သာသုံးရရမယ်လို့အမည်မဖော်လိုတဲ့အစိုးရအထက်တန်းအရာရှိကြီးတဦးကပြောပါတယ်။အချို့ဝန်ထမ်းများကိုတုံးရရနေသေးတဲ့အဆောက်အုံအောက်ထက်ကိုပြောင်းရွှေ့ပေးခဲ့ပါတယ်။ဝန်ကြီးများအပါအဝင်ဝန်ထမ်းအများစုဟာကားရက်နားရနေရာများမှာတာပေါ်လင်နဲ့မိုးထားတဲ့ရွက်ပြင်တင်းများအောက်မှာရုံးတက်နေကြရပါတယ်။ နေပြည်တော်မှာရှိတဲ့အစိုးရအဆောက်အုံ80ရာခိုင်နှုန်းဟာပြိုကျပျက်စီးသွားခဲ့ရပြီဖြစ်ပါတယ်။ဝန်ထမ်းအင်ယာ620ခန့်ဟာလုံးဝနေထိုင်၍မရသို့မဟုတ်နေရန်မသင့်တော်တော့တဲ့အဖြစ်ကိုရောက်ရှိနေပါပြီ။အလုံး440ခန့်သာနေ၍ရဆဲသို့မဟုတ်ပြန်ပြင်၍ရနိုင်တဲ့အနေအထားမျိုးရှိပါတယ်။သို့တော်ညာလဲအထက်ပါမေကွန်းဟာစစ်အာဏာရှင်တို့ရဲ့ခေါင်းထဲမှာတော့မရှိ။မင်းအောင်လှိုင်ဟာဖောင်ဒေးရှင်းကိုဖြစ်ကြတဲ့ဆန်ဆောက်လုပ်ခဲ့၍အကြီးအကျယ်ပျက်စီးသွားရတယ်လို့အပြစ်ဖို့ပြီးပျက်စီးသွားတဲ့လွတ်တော်အဆောက်အုံကိုတွားရောက်ကြည့်ရှုခဲ့ပါတယ်။ ၎င်းနေထိုင်ရာအိမ်တော်ဟာလည်းပျက်စီးသွားခဲ့ပါတယ်။၎င်းကအဲ့ဒီလိုပျက်စီးခဲ့ရမှုဟာအရေးအတွေ့စံချိန်စံမျိုးမမီ၍ဖြစ်ရတယ်လို့ဆိုပြီးမြေအနေအထားတောင်တင်းတဲ့နေရာမျိုးမှာပြန်ဆောက်ရမယ်လို့ပြောသွားခဲ့ပါတယ်။ကာကွယ်ရေးဝန်ကြီးဌာနဦးစီးတဲ့ပြန်လည်တည်ဆောက်ရေးကော်မတီဟာပြင်ဆင်ရမယ့်လုပ်ငန်းများကိုတာဝန်ချပေးလာပါတယ်။ပြန်လည်တည်ဆောက်ရမယ့်ကုန်ကြစေးဟာနေနေနော်နော်မဟုတ်ဆိုဒီကိုတည်နေပေမဲ့လည်းဘယ်ကရပြီဘလို့သုံးဆွဲမည်ဆိုဒီကိုတော့မင်းအွန်လိုင်းထည့်သွင်းပြောဆိုသွားခြင်းမရှိပါဘူး။နေပြီးတော့ဟာ ယခင်အာနာရှင်ဘူတန်းရွှေလက်ထက်2002ခုနှစ်မှာပနက်ရက်ခဲ့ခြင်းဖြစ်ပါတယ်။စေစုနှစ်တစုနီးပါးကြာမြင့်ခဲ့ပြီးဒေါ်လာ၄ဘီလီယံခန့်ကုန်ကျခဲ့ပါတယ်။အဲ့ဒီပမာဏဟာဘန်ကောက်မှာအသက်ဆောက်လုပ်ခဲ့တဲ့ Red Line မြေအောက်မြေထားလန်ကုန်ကျစည်းထက်အနည်းငယ်မျှသာလျော့နေပါတယ်။ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကိုပြည်တွင်းစစ်ကြီးကြောင့်နေရာစုံမှာမျက်ဖြူစိုက်နေတဲ့စစ်အရာရှိကြီးများကကုတ်ကဲရအောင်မှာဖြစ်ပါတယ်။ယခုအပတ်အတွင်းအမျိုးသားညီညွတ်ရေးအစိုးရက စစ်တပ်မှဘုံကျဲ၍ကျောင်းသား20ခန့်ဆရာဆရာမနှုတ်တည်ဆုံသွားသည်ဟုသတင်းထုတ်ပြန်ခဲ့ပြီးစစ်အုပ်စုရဲ့ရုံမြင့်တန်ကြားမှမျက်နှာပြောင်တိုက်ကသတင်းမှလို့ညင်းဆိုလာပါတယ်။အဲ့ဒီလိုအနေအထားများကြားမှမြို့တော်ကိုစံချိန်စံညွန့်ပြည့်မီစွာပြန်လည်တည်ဆောက်နိုင်ဖို့ဆိုသည်ကမဖြစ်နိုင်ပါဘူး။စကိုင်းပြည့်၍ကြောတရှောင်းမြင်းငလင်တခံစားရခြင်းဟာရှောင်လဲလို့မရပဲတစ်ချိန်မဟုတ်တစ်ချိန်ဖြစ်ပေါ်လာနိုင်တာမျိုးဖြစ်တဲ့အတွက်အံ့ဩစရာမဟုတ်ရခင်ကလည်းမြင်းငလင်ကြီးများလှုပ်ခတ်ခဲ့ဖို့တမိုင်းကြောင်းများရှိနေပြီးသားဖြစ်ပါတယ်။ နိုင်ငံရေးမုံတိုင်းကြီးနဲ့အတူပြီးခဲ့တဲ့လင်းနဲ့အာနာတင်ခဲ့မှုကြောင့်တဘာဝဘေးအတွက်စီမံခန့်ခွဲနိုင်မှုပြည့်ရင်းခဲ့ရတယ်လို့အေယာဝရီမှာစောင်းပါရှင်တဦးကရေးသားခဲ့ပါတယ်။2022ခုနှစ်အတွင်းမင်းအောင်လှိုင်မှဒေါ်ဆန်းစုကြည်အစိုးရမှတဘာဝဘေးအန္တရာယ်အတွက်စီမံခန့်ခွဲရန်အရန်တည့်ပြင်ထားတဲ့7ဘီလီယံပေါင်း400ဒေါ်လာတန်း190ကိုထုတ်ယူတုံးဆွဲခဲ့ပြီးဖြစ်ပါတယ်။စီပွားရေးပွင့်ပြိုးမှုအစီအစဉ်များလို့ဆိုဒီကလည်းသခိုင်းတိုင်းအတွင်းမှာရှိတဲ့ပြူစောတိများအကျိုးရှိရာရှိကြောင်းဖြစ်လာခဲ့ပါတယ်။မန္တလေးမှာ လူအသေးအပြောင်နှုံးကပို၍မြင့်မားနေပါတယ်။မြို့အဝင်အထွက်မှာလည်းတင်းကျပ်စွာစစ်ဆေးနေစေဖြစ်တဲ့အတွက်အတိအကျသိရဖို့ခက်ခဲနေပါတယ်။စစ်တပ်ဟာမြို့တော်ရဲ့စစ်နေနေမိတ်များအတွင်းမှာရှိတဲ့စစ်ဌာနချုပ်များစစ်ရေးအဆောက်အုံများမြောက်ကိုရီးယားအကူအညီနဲ့တည်ဆောက်ထားတဲ့ဥမင်လိုင်ကောင်းများပျက်စီးမှုအတိုင်းအတာကိုရင်ငုံနှုတ်ပိတ်နေပြီးမြို့ရဲ့ကြံဒေသများနဲ့ပိုင်းခြားထားပါတယ်။နိုင်ငံတကာအရေးအခင်များလေ့လာရေးအဖွဲ့မှ Richard Hose ကအခြေအနေကောင်းမွန်မရဟုသုံးသပ်ထားပါတယ်။ နေပြည်တော်ကိုအစိုးရဝန်ထမ်းများနဲ့တန်တမန်များကနှခုကလေးကယွန်ရှာ မုံတီးနေခဲ့ပြီးဖြစ်ပါတယ်။2005မှာဝန်ထမ်းတွေကိုတစုံတရာကြိုတင်အသိပေးခြင်းမရှိဘဲချက်ချင်းဆိုသလိုရန်ကုန်မှပြောင်းရွှေ့ခိုင်းခဲ့ပါတယ်။တန်ယုံများလည်းအငိုက်မိသွားခဲ့ရပါတယ်။၎င်းတို့အတွက်ငားအေကရှိမြေနေရာများတက်မှတ်ပေးထားခဲ့ပေမဲ့2019မှာတရုတ်တန်အဖွဲ့တွားရောက်အခြေစိုက်ခဲ့သည့်ကလွဲ၍ကြံတန်ယုံအလုံးကရန်ကုန်မှာပင်ကြံရင့်နေခဲ့ပါတယ်။နေပြည်တော်မှာ စစ်ဘိုလ်ချုပ်များသဘောကျစရာကောက်ကွင်းများကလွဲပြီးတခြားဘာမှအတုံးမဝင်ရှိနေတဲ့ shopping mall နှစ်ခုဟာလည်းစိတ်ပြက်စရာကောင်းလာပြီးစားတောက်ဆန်ကြီးများဆိုသည်ကလည်းမရှိသလောက်ဖြစ်နေပါတယ်လူတို့ကိုလည်း၎င်းတို့နေရာများတွင်သာနေပြီးအပြည့်မထွက်နိုင်ရင်ဘတ်စကားများပင်ပြေးဆွဲပေးခြင်းမရှိလို့သိရပါတယ်တကယ်တမ်းမှာတော့နေပြည်တော်ကိုအချက်အချာကြားတယ်လို့စစ်တပ်ကတွေးခေါ်ယူဆခဲ့မှုဟာနှစ်ပေါင်း80ကြာလာပြီးဖြစ်တဲ့တိုင်းရင်းသားများရဲ့တော်လန်နေမှုကိုအကြောင်းခံခဲ့ခြင်းသာဖြစ်ပါတယ် ်လက်ရှိမှာတော့နောက်ထပ်ငလင်ကြီးတစ်ခုအနည်းနဲ့အမြန်ဆိုးသလိုဖြစ်ပေါ်လာနိုင်သည်ဆိုသောအချက်ကိုစစ်ဗိုလ်ချုပ်များခေါင်းထဲမှာထည့်မှတ်ထားကြတကယ်တမ်းမှာဖြစ်လာနိုင်တဲ့အချိန်ကိုစောင့်နေရတဲ့ဘေးအန္တရာယ်မျိုးကြီးသာ ဖြစ်ပါတယ်ပြည်သူတို့ရဲ့တရားတော်တွန်းလှန်စစ်မုတ်ချအောင်ရမည်လို့ရည်တာထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုအဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြည်တွင်းပြည်ပသတင်းတော်လိုင်းရေးပတ်တော်သားများရဲ့သတင်းများနဲ့အတူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ Pause it, come here. Pause come here.